အားလုံးပဲမင်္ဂလာပါကဲအချို့သူတွေရှိကြပါတယ်ကျွန်တော်တို့ဘလောက်ပဲရေရာတွေပေးပေးဘလောက်ပဲခါရာတွေပေးပေးဘလောက်ပဲအစီအင်းတွေလှုပ်လို့ရေရာတွေလှုပ်လို့နော်ဟာပါတော့ပတ်စံဝင်စေတဲ့ရေရာတွေလှုပ်တယ်ပတ်စံဝင်မလားစင်ပြောင်ဆိုပြီးတော့ရေရရာကြီးစီမံတဲ့ဂါရာဒီမန္တန်ကြီးရွတ်တယ်။မဟုတ်ခေလားစင်ပြီလား။အဲ့ဒါကိုကျွန်တော်တို့ဘာဖြစ်လဲဆိုတော့တို့ရဲ့ကိုယ်ခန္ဓာမှာ အလွန်အားကောင်းလွန်းတဲ့မကောင်းတဲ့အမွေသက်တွေကိုက်ညှိကြွယ်တာခြင်းကြောင့်ဖြစ်လာတာအဲ့တော့အဲ့ဒီအမွေသက်တွေမကောင်းတဲ့နဂရီအနေကြီးတွေမကောင်းတဲ့တက်ရောက်မှုတွေအာလုံးပျက်စီးစေဖို့ပြက်ပြယ်စေဖို့တော့ဘောနော်အဲ့တော့ကိုလုံရတဲ့ရရားလေးတွေလုံရတဲ့မနန်လေးတွေကိုကျွန်တော်သင်ပေးသွားမယ်အဲ့တော့ဓာတ်တွေကိုဘယ်လိုမှတ်မလဲဆိုတော့မကောင်းတဲ့ကံတွေရှိနိုင်ပက်ပြယ်စေတဲ့နော်မကောင်းတဲ့ကံတွေကိုဖယ်ရှားပေးပြီးတော့ကောင်းတဲ့ကံတွေကိုတည်ဆောက်လာပေးတဲ့ ရေရရတဆောင်လာပေးတယ်ကြည်စင်နေလို့ပြောလို့ရတယ်အဲ့တော့ဒါရီကပြောရမယ်ဆိုရင်တော့ဟိုနေ့စဉ်လုတ်ပြီးရင်အကောင်းဆုံးပဲနေ့စဉ်လုတ်ပြီးရင်အကောင်းဆုံးပဲခင်ဗျားတို့ကံစိုးတာမလို့ကြည်ဦးမလားခင်ဗျားဘာလို့လို့အစဉ်ပြေးနေတယ်မလားပြောမယ်ဆိုရင်ခင်ဗျားတို့ဗျာလက်ပွင့်စီရဲ့ဂါရာတပုတ်ဖို့ရွတ်တဲ့အခါမှာနော်လက်ပွင့်စီရဲ့ဂါရာအာပတ်ပတ်ဆံငွေစီရဲ့ဂါရာတွေကိုရွတ်တဲ့အခါမှာဟိုထဆတဲ့တမိုးပို့ပြီးတိုးတက်နေတယ်မလားဆိုဒါလေးကိုလုတ်အဲ့တော့လုတ်ဖို့တော့ကဘာဘာလိုအပ်လဲဆိုတော့အရင်ဆုံးနော် ျွန်တော်တို့ဒီမနက်အိပ်ရာနိုးတိုင်းမှာနော်မနက်ကျွတ်ကြတော့လဲမနက်မုတ်နေ့နေမှာနိုးရဆိုရှင်ညမှာနိုးရဆိုရှင်ဘယ်လိုပဲဖြစ်ဖြစ်နော်နိုးတိုင်းဒါဟုတ်လဲနိုးတိုင်းမဟုတ်ဘူးမိမိစိတ်ထဲမှာကောင်းတယ်လို့သတ်မှတ်တဲ့အချိန်တိုင်းရေခွက်ဖလားတစ်ခုဖလားဆိုတဲ့နေရာမှာလဲကော်ဖလားတွေပါပြောချင်တာမဟုတ်ညက်နာတစ်ဖို့အတွက်တီးတန်ဖလားလေးဝယ်ထားပါနော်ဟိုဖလားဆိုတာကျွန်တော်ကြေးဖလားတွေရှိတယ်ငွေဖလားတွေရှိတယ်เนาะကျွန်တော်ကော်ဖလားတွေပါတယ်တော့မတောင်းနေကြဘူး ဒီမျက်နှာကိုဂုံတွင်ဖို့ကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့မကောင်းတဲ့ညီကြီးတွေမကောင်းတဲ့အရာတွေကိုကိုပြဲပြီးတော့ကောင်းတဲ့အရာတွေကိုလာဖို့အတွက်ကိုရွေတာမလားအဲ့ဒါမျိုးဆိုရင်တော့ကိုယ့်မျက်နှာကိုတက်မဲ့ရေရေကိုထဲ့မှာမို့လို့နော်ကောင်းကောင်းတော့အာဘာဘာဘာတိတ်တော်လဲကျွန်တော်မမေ့နဲ့ကောင်းဆုံးဆိုရဲဟာကိုယ့်ကိုတတ်မှတ်ပြီးတော့ကိုယ့်တံပိုးကိုယ့်အောင်မြင်တာပဲပေါ့နော်အဲ့တော့အရင်အရင်အထက်ကိုရေထည့်မယ်ရေထည့်ပြီးပြီဆိုတာနဲ့အဲ့ရေကိုကျွန်တော်ပေးတဲ့ခုနှစ်ရှိပေးတဲ့ဂါရာလေးကိုခဏခေါက်ကြည့်ပြန်မှန်းတယ်ဂါရာတော့ရှင်းပါတယ် ဖူထထလောကတံမေဟိစိတ်တံယတနာကမတိအာသောကံဝိရဇံခေမေဖူရဒလောကတံမေဟိစိတ်တံယတနာကမတိအာသောကံဝိရဇံခေမေဖူရဒလောကတံမေဟိစိတ်တံယတနာကမတိအာသောကံဝိရဇံခေမေစာရင်းနဲ့ရေးပေးမယ်အဲ့ဒါလေးကိုကျွန်တော်တို့လက်ခောက်ယူမယ်လဲဆိုခဏခောက်၁၁ခောက်နော်အကောင်းဆုံးက၃၈ခောက်ယူတာပေါ့နော်၃၈ခောက်ယူလဲမလားမကြောက်နော်ယူပြီးပါပြီဆိုတာနဲ့ပြီးပါပြီလားပြီးပါပြီကျွန်တော်နောက်ထပ်ကာလာထပ်ပေးမယ်အဲ့ဒါပါလဲဆိုအုံးအဲ့ဒါ ခံဆရာခံနာဗျံဘေးမရှိဘေးဗျံနာရှိပါဗျာအုံအရဟံခံဆရာခံနာဗျံဘေးမရှိဘေးဗျံနာမရှိပါဗျာရအဲ့ဒီကိုညနာတပေးမယ်ကောင်းဟုတ်နော်ကောင်းအောင်စားပြီးလောင်းပြီးခန်းတော့တစ်ခုလုံးကိုလည်းရေချိုးသူမျိုးရေကိုမန်းပြီးချိုးလဲရတယ်ဘလောက်လောက်ပါမလဲကိုကိုကိုကံညံ့နေရလို့ထင်နေကံအစင်မပြေသေးဘူးထင်နေ ပုဂ္ဂိုလ်မလန်းဆန်းထင်တယ်မကောင်းတဲ့ energy တွေမကောင်းတဲ့တရားမှုတွေပြည့်နေရောက်ထင်တယ်အဲ့ဒါကိုရုပ်နော်အေးအဲ့ဒါပဲလားနို့ကျွန်တော်တောက်တဲ့ရေရှည်အဲ့ရေကိုလည်းရုပ်ပြီးတောက်ကျွန်တော်ဗာလိလဲဆိုမကောင်းတဲ့ energy တွေမကောင်းတဲ့တရားမှုတွေတက်ကျက်သွားစေနော်အဲ့တော့ခင်ဗျားတို့ချိုးလို့ရှိတယ်အဲ့တော့ရှိမာလေးအာရှိရှိလေးမာလေးတို့အခြားဆရာလေးဆိုလည်းပေးကြလေလက်လာပါပွင့်စီတဲ့ရေရေရာလေးတို့အပစံဝင်စီတဲ့ဂါလာလေးတို့ချွတ်ချင်တယ်မလားမရုတ်ခင်ဒါလေးကိုရင်လောက်လိုက်အဲ့ဒါအစီအမေပါလေ ။နောက်ဆုံးအလုံးလေးတောင်းတတ်တောင်းလို့ရတယ်ဆိုတော့ရေလွားနှုတ်အုံးရေနော်ဒီတောင်းရေရောစပ်ပြီးတောင်းလို့ရတယ်။ရေတစ်ခွက်အုံးရေတစ်ခွက်နော်ရေတစ်ခွက်ကျွန်တော်အုံးရေတစ်ခွက်နွားနှုတ်တစ်ခွက်ပေါ့နော်အဲ့လိုမျိုးတွေနဲ့လည်းမျက်နှာကိုတက်ပြီးရောလေသွားလို့ရတယ်။နော်နွားနှုတ်တစ်ကြိမ်အုံးရေတစ်ကြိမ်ရေတစ်ကြိမ်ပေါ့သုံးကြိမ်ပေါ့အဲ့တော့မျက်နှာတက်လိုက်ပြီးတော့ဒီနေ့ကိုတစ်ကြိမ်အောင်လုပ်ကြည့်လိုက်အဲ့တော့ခါတော့ပုံမှန်လုပ်ကြည့်အဆင်ပြေသွားလိမ့်မယ်။နော်အဆင်မပြေသွားကြအောင်မရှိဘူးအဆင်ပြေသွားလိမ့်မယ်။နောက် တပတ်နှစ်ပတ်ဆိုတာခဏကွာလုံးဝလန်းဆန်းလာလိမ့်မယ်ဖြက်လက်လာလိမ့်မယ်ခင်ဗျားတို့စားတောက်နေတဲ့ရေတွေခင်ဗျားတို့စားနေတဲ့ထမင်းတွေနော်ခင်ဗျားတို့စားနေတဲ့အစာတွေထဲမှာနော်မကောင်းတဲ့ဟာတွေပါလာတတ်တယ်အဲ့တော့အဲ့ဒါဆိုလဲဒီကာရီကိုရွတ်ဖက်ပြီးတော့စားကြည့်လုံးကြည့်ရင်သိလာလိမ့်မယ်ဗျာခင်ဗျားတို့ခုစရာစားပြီးလုံးကြည့်လိုက်ဗျာလုံးကြည့်ပြီးတော့တပတ်ပြင်မှာခင်ဗျားတို့ခန္ဓာကိုယ်ဘယ်လောက်တန့်စင်လာပြီးတော့ဘယ်လောက်ကြီးအောင်ဟိုလူကလန်းဆန်းတက်ကြွလာလဲဆိုတော့တွေ့ရပါလိမ့်အားလုံးအဆင်ပြေကြပါစေ